်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိန်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တနိုင်ငံလုံးမှာထောင်တောင်းချီအင်အားနဲ့အထွေထွေထူးစစ်ကြီးတရက်ဆင်နွှဲပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ပေးဖို့ NUG ကဝန်ဝင်ကြီးအသိပေးကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်တနိုင်ငံလုံးမှာထောင်တောင်းချီအင်အားနဲ့အထွေထွေထူးစစ်ကြီးတရက်ဆင်နွှဲပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ပေးဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဝန်ဝင်ကြီးဦးရင်မူကအသိပေးကြေညာလိုက်ပါတယ် မလာရှိယန်နီကဇင်ဘာဘီလုတ်ခဲ့တဲ့တမူးတနန်ပတ်စဉ်တင်မြင့်ဆောင်2024တနန်စင်ဝဲကိုပေးပို့တဲ့သုံးဝလမှာ၎င်းကထည့်သွင်းပြောကြားခဲ့တာပါမြို့သိမ်းတိုက်ပွဲအတွေ့အကြုံများရယူခဲ့တဲ့အတွက် PDF ဘာကဖာနဲ့မဟာမိတ်တော်လိုင်းဖွဲ့ရီအားလုံးလက်တွဲပြီးစစ်မျက်နှာလိုက်ထောင်တောင်းချင်းအင်ရနဲ့အထွေထွေထိုးစစ်ကြီးဆင်တွေ့ပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ကြတော့မယ်လို့ကာကွယ်ဝင်ကြီးဦးရီမွန်ကပြောပါတယ်တော်လိုင်းအစောပိုင်းကာလမှာတစ်ဖက်ကတက်တီဆောင်ရင်တစ်ဖက်ကတနိုင်ငံလုံးအတိုင်းတာနဲ့စီးရင်လှုပ်ရှားနိုင်အောင်ပထမဆင့်ကြိုးပမ်းခဲ့ရတဲ့ဒုတိယဆင့်နေနဲ့ ဒုအင်အားစုစည်းမဟာဗျူဟာထိုးစစ်ဆင်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံရဲဘော်တို့ရယူနိုင်ခဲ့ပြီဖြစ်တဲ့ဒါဆိုရင်တတိယအဆင့်ကဘာဖြစ်မလဲ PDF ပါကဖားနဲ့မဟာမိတ်တော်လိုင်းပွဲအလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာလိုက်ထောက်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးတိုင်းနာနဲ့ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ်ဒီထိုးစစ်ကြီးကစစ်အာဏာသိမ်းမှုကိုအဆုံးသတ်ပေးလိမ့်မယ်လို့ငါတို့ယုံကြည်တယ်အဆုံးတနည်းမှာဆိုရမှုမှန်သမျှကြဆုံပြီးကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံရမှာဖြစ်တဲ့ပြည်သူတော်လိုင်းမုတ်ချအောင်မယ်လို့ NUG ကကွယ်ဝင်ကြီးဦးကြီးမွန်က ပြောပါရယ် PDF ဘက်ကဖရဲဘော်များစီအိုစီနေရက်နဲ့တိုင်ဆွမ်းရင်အကောင်နဲ့ရဲဘော်များဖြစ်ရေးကိုစင်စက်မပြတ်ဖော်ဆောင်ခဲ့ကြောင်းတမတော်ထူထောင်ရမှာလက်နက်ကင်အင်အားစုအလုံးအလံတော်တကူရီအောက်မှာစုစည်းပြီးဖြီသူဒေါ်လာတင်ရဲ့အစင်ရဲဝန်နဲ့စနစ်ပြောင်းရေးဦးတည်တဲ့ဒေါ်လာဖြစ်တဲ့အတွက် Federal Democracy နိုင်ငံစနစ်နဲ့လျော်ညီတဲ့ Federal ပြည်ထောင်စုတမတော်တည်ထောင်တဲ့အခါရှေ့ပြေးအမြင့်တီဖြစ်စေဖို့ရည်ရွယ်ထားကြောင်း၎င်းကပြောဆိုပါတယ် PDF ဘာကဘရဲဘော်တွေ COC နဲ့ရက်နဲ့တိုက်စွမ်းရင်အားကောင်းတဲ့ရဲဘော်တွေပြင်ရေးကငါတို့စင်စမ်းမပြတ်ဖော်ဆောင်မဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့အခုဆိုရင်ရဲဘော်တို့ကဒီတာဝန်ကိုထမ်းဆောင်ဖို့အစဉ်ဖြစ် သင်ဖြစ်ကြပြီလို့နားလည်နေတမိုးရီရဲ့ဦးဆောင်မှုကိုကျိုးစွန်အနေနာခံမှုနဲ့တက်ကိုကောင်းတဲ့ကောင်မာတရက်မအောင်တိဆောက်ကြရမှာဖြစ်တယ်လို့ဦးရီမွန်ကဆက်လက်ပြောဆိုပါတယ်ဒီကနေ့တော်လိုင်းအချင်းကြီးရရက်ကိုကြည့်မယ်ဆိုရင်တော်လိုင်းအောင်မြင်ဖို့နဲ့တော်လိုင်းအောင်မြင်တဲ့အခါမှာပြည်သူများမျှော်မှန်းထားတဲ့ Federal Democracy ပြည်တော်စုထူထောင်နိုင်ဖို့ PDF တက်မတော်မှာတာဝန်ရှိကြောင်းအသိပေးထားပါတယ်ဒီကနေ့ဆိုရင်ပြည်သူ့ကာကွယ်ရေးတက်မတော်ရဲ့တပ်တန်းကလင်းနစ်ပြေးဖို့လာမိုင်းသာလူပါတော့တယ်ဒီအချိန်မှာ PDF ရဲ့တက်မတော်ကိုဦးဆောင်ပြီးအဆင်စင်သောတော်လိုင်းတာဝန်ကိုထမ်းဆောင်မယ် ်တမိုးကောင်းတွေငါတို့တက်မတော်မှာပေါ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ယုံကြည်တယ်။တမိုးကောင်းမှာတက်ကောင်းမယ်ဆိုရင်ဆိုယူစကားလည်းရှိရင်တက်မတော်တည်းရဲ့တီဆောင်ရမှာတမိုးတွေရဲ့အခန်းကဏ္ဍဘလောက်ကြီးမသလဲဆိုတာတော့အထူးပြောဖို့လိုမယ်မဟုတ်ဘူးလို့၎င်းကမိန်ကောမှာထင်သွင်းပြောဆိုပါတယ်။အဆိုပါတမိုးတင်တဲ့ပတ်စင်တက်ကိုအမတ်တီစစ်တီသားမှာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးတင်တဲ့ကာလ၃လကြာမြင့်ခဲ့ကြောင်းတင်တဲ့အောင်မြင်ရေးအတွက် KAI တက်မှာတင်တဲ့ဆရာအရာရှိများနဲ့ PDF စေယုံကျုံမှာတာဝန်ရှိသူများပို့ချခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးပြည်내တဲ့ပေါ်ထွန်းခွင့်လူလာကြောင်းပို့အဖွဲ့ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ပြည်내တဲ့ပေါ်ထွန်းခွင့်ရှင်ရဲ့ဖက်ထွက်ပြည်ထောင်စုတည်ထောင်ရေးလို့အတွက်ဗမာပါဝင်တိုင်းရင်းသားအင်အားစုအလုံးနဲ့လက်တွဲတိုက်ပွဲဝင်မယ်လို့ပို့အမျိုးသားဖက်ထွက်ကောင်စီ BNFC နဲ့ပို့အမျိုးသားလူမျိုးရေးဖွဲ့ချုပ် BNN လို့ BNN လေးတို့ကမလ23ရက်နေ့မှာပူရဲထုတ်ပြန်ပါတယ်။86နှစ်မြောက်ပို့အမျိုးသားနေမှာပူရဲထုတ်ပြန်တာဖြစ်ပြီးပို့ပြည်내တဲ့ပေါ်ထွန်းလာပို့နိုင်ငံရေးနည်းလမ်းနဲ့ကြိုးပမ်းမယ်လို့ဒီကနေ့ကျင်းပါတယ်။ပို့အမျိုးသားနေအခမ်းအနားမှာ BN NFC ဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါရယ်ပထမတော်လိုင်းရေးဒုတိယတော်လိုင်းရေးနေ့မှာကျွန်တော်တို့ဟာငင်းခဲ့ပါရယ်ပို့တွေကပြည်ထောင်စုကိုငင်းခဲ့ပါရယ်ကျွန်တော်တို့ကြောင့်ဆိုတာမျိုးအဖြစ်မခံခြင်းတဲ့အတွက်ပို့ပြည်နယ်ကိစ္စကိုရှင်တွေကရှိတော်လဲထုတ်မပြောခဲ့ပါဘူးဒီကနေ့တတိယတော်လိုင်းရေးမှာကျွန်တော်တို့ပုံပွင့်လေးလင်းပြောပါရယ်ပို့ပြည်နယ်ပေါ်ထွန်းရေးကိုကျွန်တော်တို့လိုလားတယ်ဒါကိုကျွန်တော်တို့ယာယူမယ်ယာယူတဲ့အခါမှာကျွန်တော်တို့နိုင်ငံဒီလန်နဲ့ယာယူရမှာဖြစ်ပါရယ်ဆရာနာရှင်စနစ်အမြင့်ပြည့်ရေးကိုပိုင်ပြတ်တန်းခွင့်ရရှိရင်ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးလို့ကပို့တော်လိုင်းဖွဲ့စည်း ီးတွေရဲ့အန်တီမယီမတ်ချက်ဖြစ်တယ်လို့လည်းအခမ်းအနားကိုတင်ရောက်လာကြတယ်။ပို့အုပ်ခေါင်းဆောင်တွေက ပြောပါတယ်။ပို့အုပ်ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့အတုံးချကံမဖြစ်အောင်တတိထားဖို့နဲ့လက်ရှိမှာစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ပို့အုပ်ပြည်သူစစ်ပွဲရဲတို့ကိုလည်းတော်လိုင်းဖွဲ့တွေနဲ့ပူးပေါင်းဖို့တိုက်တွန်းထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက် PNL လို့နဲ့ PNFC ရဲ့လက်နက်ကင်တပ်တွေကစစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်နေပါတယ်။ 86နှစ်မြောက်ပို့မျိုးသားနေကန္နာကိုမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီပါဝင်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွင်နဲ့အရှက်ဖက်ဖွဲ့စည်းတွင်တင်ရောက်ခဲ့ပါတယ်။ဆလဘီကရင်နဲ့မွန်ဂိုစင်ရေးတာဝန်ယူနေတဲ့ရှာတာခါရင်ဒုတိယတိုင်မှုနေရစစ်ကောင်စီလူသစ်လက်ကစားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုစင်ရေးတာဝန်ယူခဲ့တဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ရတာခါရင်ဒုတိုင်မှုနေရကိုစစ်ကောင်စီကအပြောင်းလဲပြုလုပ်လိုက်တယ်လို့သိရပါတယ်။ဒုတိုင်မှုဘူကျုံစော်မင်းအောင်နေရမှာဗိုလ်မှူးကြီးပညာဝင်ကိုခန့်အပ်လိုက်တာလို့စစ်ကောင်စီရဲ့သတင်းဖော်ပြချက်ရ သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမလ9ရက်နေ့ကပြုလုပ်တဲ့ဂျိုင်းကော့ဂရိတ်တရားဖွင့်ပွဲမှာဒူတိုင်မူဖြစ်ပုံမူကြီးပညာဝင်တယောက်တာကိုစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ရခင်ဒူတိုင်မူပုံမူချုပ်စော်မင်းအောင်ကစစ်ကောင်စီကကင်ရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနဲ့အချင်းများခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပါတယ်။ စစ်ကောင်စီကဝန်ကြီးချုပ်ဦးစောမြင့်ဦးကပုံမှုချုပ်အစင်းနဲ့အငြင်းစားယူခဲ့တာဖြစ်ပြီးပုံမှုချုပ်စောမင်းထက်အောင်ထက်စစ်တပ်မှစီနီယာကျသူဖြစ်ပါတယ်။အဲဒီနောက်မှာတော့ပုံမှုချုပ်စောမင်းအောင်ကိုပြည်နယ်အတွင်းကပွဲခန်းနာရီမှာမမြင်ရတော့သလိုဖန်အန်ကနေရှေ့တန်းစစ်စင်ရေးနေမြေဖြစ်တဲ့ကော့ဂရိတ်မျိုးရှင် MSN နဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စီပြောင်းရွှေ့ခံလိုက်ရတယ်လို့သိရပါတယ်။အခုအသေးရောက်လာတဲ့ဒူတိုင်မှုပုံမှုကြီးပညာဝင်ကတော့ကရင်ပြည်နယ်အတွင်းထိုင်းနယ်စပ်ကလာတဲ့ကုန်ကားတွေကိုဖမ်းဆီးရမှာအဓိကတာဝန်ယူလုပ်ကိုင်နေသူဖြစ်တယ်လို့ဒေတာရင်း င်ကစည်ရေးတရင်အရှင်မြစ်တွေကအတိပေးပါရယ် ီးခဲ့တဲ့ရက်ပိုင်းကမြရီကနေတက်လာတဲ့ရာနယ်ချီတဲ့ကုန်ကားကိုစစ်ကောင်စီတပ်ကတရားမဝင်ကုန်စီတဲ့ဆောင်မှုနဲ့ဖမ်းဆီးရမှာအပြင်းရထားတဲ့ကင်းရဲလက်နက်ကိုင်းဖွဲ့တွေပိုင်ဆိုင်တဲ့ကုန်ကားတွေပါပါဝင်ခဲ့ပါတယ်စစ်ကောင်စီရဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ရာတာခါကမွန်ပြည်နယ်မော်လမြိုင်မြို့မှာအခြေစိုက်ပြီးကရင်ပြည်နယ်မွန်ပြည်နယ်တို့ကစစ်စင်ရေးခွင်တွေကိုတာဝန်ယူတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်ရာတာခါလက်အောက်မှာထင်ရှားစစ်ဖြူဟာလေးကိုလှုပ်ရှားစစ်ဖြူဟာတောင်ကုန်းနဲ့ချီလင်းချီမြန်တရင်16ရင်ရှိပါတယ်ဖန်အခြေစိုက်တဲ့အမန်နဆက်နဲ့ချီမြန်တမထဌာနချုပ်ကော့ဂရေရှိ MS ဆနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်မွန်ပြည်နယ်စိုက်ထုံမြို့အခြေဆိုင်အမှတ်44ချီမြန်တမဌာနချုပ်ရှီမျိုးရှိအမှတ်6စစ်စင်ရေးကိုကဲမှုဌာနချုပ်တွေကလည်းယာတခါဆန်ဌာနချုပ်ရဲ့ကိုကဲမှုအောက်ကလက်အောက်ခံဌာနချုပ်တွေဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ဧပြီလတွင်ယာတခါစစ်ဌာနချုပ်စီစစ်ကောင်စီဒုတိယကောင်ဆောင်ရောက်ရှိချိန်မှာတော်လိုင်းတပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိထားတယ်လို့သတင်းမှဖော်ပြထားပါတယ်။ ဆက်လက်ပြီးနထိုးကြီးမှာစစ်ရှုံးပြီးပြန်လာတဲ့စစ်သားများကိုစစ်ကောင်စီတပ်ရှိုင်းနဲ့လက်ထိတ်ခတ်ဖမ်းဆီးရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းစစ်ရှုံးပြီးပြန်လာတဲ့စစ်သားတွေကိုစစ်တပ်ကရှိုင်းနဲ့ပင်လက်ထိတ်ခတ်ကဖမ်းဆီးခဲ့ကြောင်းသိရပါရယ်။ မလကိုရန်နီကနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှာထွက်လာတဲ့အင်အားနေရာကံပါစစ်ကောင်စီစစ်တောင်းကကြတွင်ဖို့ရွာအနောက်ဘက်မှာ PDF တပ်ဖွဲ့ရင်းကဝိုင်းဘတ်ပိတ်ဆို့တိုက်ခိုက်ခံရပြီးအထင်အခဲကြောင့်စစ်ခွာထွက်ပြေးခဲ့တဲ့စစ်သားများဝက်လူရဲစခန်းကိုရောက်ရှိပြီးတဲ့နောက်မလစနေရမှာတတအုပ်ကိုပြန်စင်ရိုင်းနှက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းမြင်းချံခရိုင်အမှတ်လေးတိုင်ရင်စီမတင်ရပါတယ်တတအုပ်ဘက်ချမ်းရောက်တဲ့အခါကျအဲဒီကောင်တွေကိုရိုင်းနှက်ပြီးတော့လက်ထိတ်တွေခတ်ကြိုးတွေတုပ်ပြီးတချို့ဆိုပြစ်ခတ်မှုတွေပါတယ်ထိပြက်ပြီးကား၃လေးစီးနဲ့တင်သွားတယ်လို့ပြောတယ်သူတို့ င်းချင်းတွေတော်တော်ဆိုးဆိုးဝဝလူမဆန်နာတွေဖြစ်နေတဲ့အဓိကကဆစ်ရှုံးလို့လားထွက်ပြေးလို့လားမသိဘူးလို့မြင်းချန်ခင်ရဲ့အမတ်လေးတန်ရင်တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုအောင်မောင်းကပြောပါတယ်ဇတွင်ဘူရွာနီတိုက်ပွဲမှာစစ်သားအလောင်း28လောင်းရှိပြီးဗိုလ်မှူးနဲ့ဗိုလ်ကြီးအပါဝင်14ဦးကို အရှင်ဖမ်းမိခဲ့ကမလ17ရက်မှာအဲ့ဒီစစ်ကြောင်းတွင်မှာစစ်သား9ဦးပြည်သူရင်တွင်ခုလုံလာစဉ်၎င်းတို့ရဲ့ထပ်မံပြောကြားချက်တွင်ရဝလူစကန်ကိုပြန်လည်ရရှိလာတဲ့တန်ရာရစစ်သား35ဦးနဲ့အယောက်20ထပ်မံတည်ဆောင်းကြောင်းသိရတယ်လို့၎င်းကဆိုပါတယ် ဝလူရဲစခန်းကိုပြန်လည်ရောက်လာတဲ့စစ်သားတွေနဲ့တန်ရာရသူတွေပါဝင်စစ်သား90ခန်းကမလဆနီရဲမှာတရားဥပဒေကိုထပ်မံဆုတ်ခွာသွားတာဖြစ်ပြီးမြည်သည့်အကြောင်းကြောင့်ဆုတ်ခွာသွားတယ်လို့ဆိုတာကိုတော့မသိရသေးပါဘူး။မလကိုရဲတိုက်ပွဲမှာစစ်တပ်ကလေးချောင်းပစ်ကူခဲ့ရာနေချောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်၃ဦးသာဆုံးခဲ့ပြီးခုနှစ်ဦးထဏ်ရာရခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ထံမှတနက်၄၄လမ်းဘုံနင်းမိုင်းကြီးစံ laptop နှလုံးနဲ့ဆက်သွယ်ရေးဆက်နှလုံးတို့တင်ဆက်ရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။